အဲ့ဒီတခိုးမကိုအရေးယူပေးပါဟာလာထောင်ချပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်အဲ့ကလေးကို2000ပေးပြီးတော့ခေါ်လာတာတဲ့အဲ့ဒီဖောင်းအဲ့လိုပဲကလေးတွေကိုဗမ်းပြပြီးလှုပ်ရှားနေတာနှစ်နှစ်ချီနေပြီတဲ့သူ့ရဲ့ရက်ကွက်ထဲကလူကြီးလည်းပြောပြတယ် အဲ့ဒီအပွားရဲ့အကြောင်းမသိရင်တော့ခဲတခိုးမှလည်းဖြစ်ရှိတယ်အခုလက်ရှိတခိုးကအိမ်မှာဒေါင်းရောင်ဟန်ဆောင်လုပ်ပြီးတော့အလှငွေထိုင်စားနေအားလုံးမမင်္ဂလာပါမွေ YouTube channel လေးအရင်ကြိုးစိုးလိုက်ပါတယ်မော်ဒီနဲ့တက်ဆက်ပေးခြင်းနဲ့တတင်းလေးကတော့ line ပေါ်မှာနာမည်ကြီးနေတဲ့ဒီလှိုင်းသားရ Twitter သူဆိုင်ကိုဝင်ခိုးတဲ့တခိုးသားမိနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့ Twitter သူဆိုင်ဘက်ကနေပြီးတော့အကြောင်းစုံကိုပြန်လည်ရှင်းပြတောင်းပန်လာတဲ့ရှင့်ဒီတခိုးသားမိရဆိုလို့ရှိရင်လည်းဒီတစ်ခါတည်းမဟုတ်ဘဲနဲ့အကြိမ်ကြိမ်ကိုလိုက်ခိုးနေတာပဲဖြစ်ပါတယ် တဖို့သားမျိုးကြတော့ဒီအလှငွေတခန်းစားခိုင်းပြီးတော့ဒီကျွလွန်သူဆိုင်ရှင်ကိုကြတော့ထောင်ထဲထည့်ထားတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတခိုးအန်တီဂျီကိုပါထောင်ထဲထည့်တင်တယ်ဆိုပြီးတော့ပြပြလာရရှင်ဘီဟိုရမဆိုလို့ရှင်တော့အပြည့်အစုံပတ်ပါတယ်တခိုးအားပြီးရင်မလုပ်ဖို့လည်းပြောလာရရှင်ကြည်တံမျိုးတွေလက်ဘူးတရာတင်းကဆာယူလို့ရအောင်ပြန်လဲညှောင်လိုက်တာပဲဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှင်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လေးကြည့်ရအောင်နော်ဆိုင်ရှင်ကသူ့ရဲ့ Facebook စာမျက်နှာမှာဘာကိုပြောထားလဲဆိုတော့ကဲ အားလုံးကိုကျေးဇူးတင်ပါတယ်တောင်းနဲ့တောင်းပါပါတယ်တဲ့နော်စာအဆုံးနဲ့ဖတ်ပေးကြပါတဲ့အဲ့တော့အခု live ပေါ်မှာပြတ်နှက်နေတဲ့ဗီဒီယိုထဲကကလေးလေးကိုမရိုက်ခဲ့တဲ့လို့နှိမ့်ဆက်ခဲ့ခြင်းလဲတခုမှမရှိခဲ့ပါဘူးတဲ့သူပြောတာမှန်ပါတယ်ပထမကကလေးသူ့အမေလက်ထဲကခုံမရလို့ချင်းချောက်ပြီးဟန်ပြကျိုးတော့ပြတာပါတဲ့မှန်ပါတယ်ပထမမှာဖမန်းချင်းမှာပဲကလေးကိုထိခိုက်မှာဆိုတော့သူ့အနေနဲ့ခွာပြတယ်ခွာပြတာဟိုပွားတော့ကလေးကိုမလွတ်ပင်အသင်းကြီးပွေဖတ်ထားတာကိုတွေ့ရတယ်နော်ပြီးမှသူ့အမေစီကနေခေါ်ပြီးတော့နောက်မှာတဲ့မဟုတ်ဝေး ကျွေးလိုက်သေးတယ်တဲ့ချော့ထားပါတယ်တဲ့ CCTV ကနေပြန်ရိုက်ပြထားပါတယ်ပြီးတော့ကျမမောင်လေးကပဲကောင်းကောင်းမွန်မွန်သူ့အမေလက်ထဲပြန်ထည့်ပေးလိုက်ပါတယ်တဲ့ကျမအမမှားသွားပါမှန်တိပါတယ်သူမှားသွားတာအဓိကတရားဥပဒေကိုနားမလည်တဲ့ခါကျတော့အဲ့တခိုးမကိုရိုက်နှက်တာတွေပြုတ်လို့တဲ့အဲ့ဒီဟာလေးကိုနည်းနည်းလေးလွန်သွားတယ်ဒါတခုလောက်ပါပဲကလေးကိုသူ့အနေနဲ့ဟာလာရိုက်နှက်တာတွေတခိုးမှတော့မရှိခဲ့ပါဘူးเนาะ ခဏခဏအခိုးခံရတော့စိတ်တို့ပြီးတော့ရိုက်လိုက်တာပါတဲ့ကလေးကိုတွန်းတာကလည်းတဲ့ဖြည့်မှဆိုးလို့ပါတဲ့မှန်ပါတယ်နော်ဝမ်ထမ်းမင်းကလေးကိုကလေးခေါ်ခိုင်းတာကလည်းတူအမေကလေးပန်းပြီးနောက်မလုတ်ရဲအောင်ပါတဲ့ကလေးကိုနာကျင်စေလို့စိတ်မရှိပါဘူးတဲ့အခုကျမအဖြေလဲရှင်းနေပါတယ်အခုလိုအမြင်မအောင်လုံးမိတဲ့အတွက်လည်းအနုမြတ်တောင်းပန်ပါတယ်တဲ့နော်သူပြောပြရှင်းပြတာပေါ့ဆိုင်ရှင်ကအဲ့ဒါတူအမေမဟုတ်ဘူး သူ့အဖွာအရင်လည်းမဟုတ်ဘူးအဖွာတဝန်းကွဲပေါ်လေအဲ့ဒီအဖွာကကလေးကိုအခုလိုမျိုးခေါ်ဆောင်ပြီးတော့လုတ်ပြလုတ်စားနေတာတော်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 လေးကြာနေပြီသူ့ရဲ့ရက်ွက်ထဲကလူကြီးလည်းပြောပြတယ်အဲ့ဒီအဖွာရဲ့အကြောင်းမသိရင်တော့ခဲတဲ့နော်အဲ့ဒီအဖွာကအဲ့လိုပဲကလေးတွေကိုဗန်းပြပြီးလုတ်စားနေတာနှစ်နှစ်ချီနေပြီတဲ့နော်တချို့ပြောအဲ့ကလေးကိုနှစ်ကောင်းပေးပြီးတော့ခေါ်လာတာတဲ့အခုဆိုင်ရှင်ပြောတာအင်မတန်မှရိုးရှင်းပါတယ်ဆိုင်ရှင်လုတ်တာလည်းမှန်ပါတယ်အဲ့တော့အစကတော့အာဒီ ဆိုင်ချင်လောက်တာကိုကျူးလွန်နေဆိုပြီးတော့ဟာလားလိုင်းပေါ်မှာဘလူးပြန်တယ်ငုံရင်းပရိယကိုမကြည့်ခေရသေးတဲ့အတွက်ကြောင့်မလို့အားလုံးကလည်းအဖြစ်လွဲမှဖြစ်ခဲ့ရတာပါအခုကဆိုင်ရှင်ကိုတိုင်ကကောင်းကောင်းမွန်မွန်ရှင်းပြပေးတယ်အတွက်အင်မတန်မှကောင်းပါတယ်ဗျရှင်းပြချက်ကလည်းအဲ့တော့အခုချိန်မှာအဲ့ဒီအဖွားအိုတယောက်ကိုအရေးယူပေးကြပါသက်ဆိုင်လူချင်းင်းများကိုတောင်းဆိုခြင်းပါတဲ့အရေးကိုယူပေးပါအေးမယူပေးရင်နောက်တစ်ချိန်မှလည်းထုံနေသူပဲဆက်လှုပ်စားအောင်ပါပါတကိုးကဘယ်တော့မှဟာလား ရက်တန်သွားတယ်ဆိုတာမရှိဘူးစက်ကိုစောင်းနေမှာပါအခုဒီမှာပေါ်ပြတာတချိန်လက်မကနှစ်ချိန်လက်မကအချိန်ပေါက်မနေတော့ဘူးဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့အဲ့ဒီတခိုးမကိုအေးယူပေးပါဟာလားထောင်ချပေးပါလို့ကျွန်တော်တော့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးပါတခိုးကိစ္စနဲ့ပတ်သက်လို့ကျွန်တော်အာရှင်းပြချက်ပေးပါမယ်နော်ဆိုင်ရှင်ကအကိုကိုဘလောက်များပေးခဲ့လို့ဒီစကားမျိုးပြောခဲ့တာလေအမှန်ကတော့အဲ့လိုမဟုတ်ပါဘူးဗျ။ ကျွန်တော်ရှေ့မှာပြောထားတဲ့ဗီဒီယိုရှိပါတယ်လူကြီးကနောက်ဆုံးပြောတဲ့စကားကိုပဲနားထောင်တာမလို့အထင်လွဲမှားမှုတွေဖြစ်ကုန်တာပါရှေ့မှာပြောထားတဲ့ဗီဒီယိုတပုတ်နားထောင်ပြီးတော့မှဒီနောက်ဆုံးတင်ထားတဲ့ဗီဒီယိုကိုနားထောင်ကြည့်ပါဒါဆိုရင်အဆင်ပြေပါလိမ့်မယ်เนาะအဲ့ဒီစိုင်းရှင်ကကျွန်တော်နဲ့တိကျင်းလည်းမရှိသလိုပတ်သက်မှုလည်းမရှိပါဘူးစိတ်လည်းမဝင်စားပါဘူးဒါပွင့်လင်းပြောပြတာဒါပေမဲ့လို့တရားဥပဒေအရနဲ့ပြောမယ်ဆိုလို့ချင်းဘယ်နိုင်ငံကတရားဥပဒေကိုပဲသွားကြည့်ကြည့်တရားဥပဒေမှာဆင်းရဲခြင်းချမ်းသာခြင်းဆိုတာခွဲခြားမှုတွေခွဲခြားခြင်းတွေမရှိခဲ့ပါဘူး သူတို့လုံတယ်လုံပုံမှာဟာလာပြစ်မှုအရာကိုအရေးယူဆောင်ရွက်သွားမယ်တရားဥပဒေမျိုးပဲဖြစ်ပါတယ်ဒါပေမဲ့လို့အခုကမြန်မာပြည်မှာအဲ့လိုမဟုတ်ဘဲနဲ့ဟာလာခွဲခြားတာတွေရှိနေပါတယ်ဟာယူမှုတွေရှိနေပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အဲ့ဒီစတိုင်ရှင်ကတော့အဲ့ဒီဗီဒီယိုကဖြစ်တဲ့နေမှာကျွန်တော်မြင်မြင်ချင်းမှာဒေါတာအလင်းလင်းလိုက်နဲ့ထွက်ပြီးတော့ကျွန်တော်ယောက်ျားလေးတွားပြီးအဲ့ဒီအတော်တယောက်ကိုပါးလိုက်နိုင်လင်းရိုက်ချင်းတော့ အားလုံးပါပဲတချို့ကြတော့မျက်ရည်မျက်ခွန်းနဲ့တနာလုံးလို့ဒါပေမဲ့အဲ့ဒီဒီဒီဆိုင်ရှင်အတော်ကအဲ့ဒီနေမှာပဲသူ့ရဲ့ပြစ်မှုဂျိုးလို့မှုကြောင့်ဒီတက်ဆိုင်သူတွေကအရေးယူမှုတွေဒီဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်ခဲ့ပြီးပဲဖြစ်ပါတယ်အဲ့တော့ဒီကိစ္စသူကရှင်းပြချက်အရာကိုကျွန်တော်ပြောပြပေးသွားတာပဲဖြစ်ပါတယ်သူကကလေးကိုတွန်းလိုက်တယ်ဟုတ်တယ်အဲ့ဒါလည်းကလေးကိုခွာပေးရခြင်းဖြစ်တယ်သူကရှင်းပြဟုတ်တယ်နော်တွန်းလိုက်တယ် ချက်ပေးတာပေါ့လေနောက်တစ်ခုကရေပူနဲ့ပတ်မယ်ဆိုတာလေဒေါ်လာထွက်လို့သူ့ကိုချင်းချောက်ရချင်းပဲဖြစ်ပါတယ်တဲ့သူ့အနေနဲ့အဲ့လိုရှင်းပြချက်ပေးတာပေါ့လေနော်ထားလိုက်ပါကျွန်တော်တို့အနေနဲ့ तू ကတော့သူ့ရဲ့ပြစ်မှုအရာ तू ကဂျူးလုံမှုအရာအရေးယူခံပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့အခုချိန်မှာဆက်ပြောနေမယ်ဆိုရင်လေအရာမုံတော့ဘူးပေါ့ဆိုတော့အခုကအဲ့ဒီတခိုးမှရောအပြစ်မရှိတော့ဘူးလားအဲ့ဒါကိုကျွန်တော်မေးခွန်းထုတ်မယ်ကဲတခိုးမှမလည်းအပြစ်ရှိရနော်တော့ဦးနှစ်ယောက်လုံးမှာအပြစ်ရှိတယ်လို့သူဦးကတော့သူ့အဖြစ်နဲ့သူသူခံခဲ့ပြီးသွားပြီ အဲ့ဒီတခိုးမှရောအပြစ်မရှိတော့ဘူးလားကျွန်တော်မေးပြီဒါတော့မေးနေပါတော့အခုလက်ရှိတခိုးကအိမ်မှာဒေါင်းရောင်ဟန်ဆောင်လုပ်ပြီးတော့အလှငွေထိုင်စားနေတယ်လို့သိရပါတယ်ဒါတရားလားတရားမျှတော့တရားမျှတော့မရှိလားကျွန်တော်ပြပမှာပြောမယ်ဆိုလို့ရှိရင်ရင်တိုက်မှုရှိတယ်ဆိုပါစို့ဘယ်သူမှ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 တရားဥပဒေစိတ်မဝင်စားဘူးနော်နှစ်ယောက်လုံးကအရေးယူခံရတယ်အဲ့ဒီကျိုးလို့နေတဲ့သူ့ကိုပို့ပြီးတော့ပြမှုဟာလာပို့ပြီးတော့အရေးယူခံမှုကြီးရှိခဲ့တယ် ထိုနည်းတူပဲအခုကျွန်တော်ဆိုလိုချင်တာကအဲ့ဒီတခိုးကိုလည်းသူ့ရဲ့ထိုက်တန်တဲ့အဖြစ်မျိုးနဲ့အရေးယူခိုင်းစေခြင်း ਨੇ ဒါကတော့နောက်ကြည့်အောင်ပေါ့နော်နောက်တစ်ခါမလို့ရအောင်တော့တရားဥပဒေရောက်ပြတာပါတရားဥပဒေမှာဆင်းရဲခြင်းချမ်းသာခြင်းဆိုတာမရှိဘူးဟုတ်ပြီလားအော်ကြားမှာဘသူ့ကိုတနာဖို့ကောင်းလဲဆိုတော့ကြားမှာအဲ့ဒီကလေးလေးကအင်မတန်မှတနာဖို့ကောင်းပါတယ်အဲ့တော့ပြောပြတယ်ရပေါ့အဲ့ဒီအဖွားကတဲ့အဲ့ဒီကလေးလေးကိုလှုပ်ရှားနေတာကြာပြီတဲ့ဘာမပြပြီးတော့လှုပ်ရှားတာကြာနေပြီတဲ့ တော့ကြားမှာကကလေးနဲ့ကလေးရဲ့မိခင်အရင်ကအင်မတန်မတနာဘူးကောင်းပါလေအဲ့တော့ကျွန်တော်တို့အနေနဲ့အလှငွေထိန်တော့မအဲ့ဒီကလေးနဲ့ကလေးမိခင်အစီမှာကျွန်တော်တို့အထူးဝေထည့်ရမှာဖြစ်ပါတယ်အဲ့ဒီတခိုးကိုသွားပေးရမှာမဟုတ်ဘူးတခိုးကသူ့ပြစ်မှုနဲ့သူတော်မှာအေးယူမခံရတဲ့ကြားမှာကျွန်တော်တို့ကထပ်မံလှူဒန်းခဲ့တာတွေရတော့မလုံဘူးလားပေါ့ဒါလည်းစဉ်းစားပြပါဦးကျွန်တော်မြန်မာပြည်သားတွေကအင်မတန်မှတနာကျင်တာတတ်တဲ့အထဲမှာပါတဲ့ခါကြတော့ကျွန်တော်တို့ရဲ့စေတနာတွေကိုဝေဒနာဖြစ်သွားမှလည်းစိုးရတယ် စေတနာအမှားဖြစ်သွားမှလည်းစိုးရတယ်အဲ့ဒါကိုကျွန်တော် MC တသားကစိုးလို့ချင်းဒါပါအမှန်ကတော့ဆိုင်ရှင်ဘက်ကိုပါလို့ပြောနေတာမဟုတ်ဘူးဆိုင်ရှင်ကသူ့ဖြစ်နေသူခံပြီးသွားပြီနော်အဲ့ဒါစိုးလို့ချင်းဒါပါအားလုံးကချင်းလွဲဖမ်းမှုတွေဖြစ်ကုန်ကြတာပါလို့ကျွန်တော်အနေနဲ့ရှင်းပြချက်ခုပေးရချင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါဗျာ ဟုတ်ကဲ့ပါမျိုးတို့ရေမွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အခုဆိုလို့ရှိရင်တော့ဒီ sanction လေးဘက်ကနေပြီးသူ့ရဲ့အမှားအတွက်ပြန်လဲဝင်ချတောင်းပန်လာတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့အဖွဲ့ကနှစ်ဖွဲ့ခွဲနေတယ်ဒီတခုမဘက်ကပါတဲ့သူတွေရှိတယ်လို့ sanction ဘက်ကပါတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အပြစ်ရှိတာတော့နှစ်ယောက်သုံးမှာအပြစ်ရှိတဲ့အတွက်နှစ်ယောက်သုံးကိုအရေးယူတင်တယ်ပေါ့နော်လူဝင်လူမယ်ဆိုလို့ရှိရင်လည်းဒီကလေးကိုပဲလူတင်တယ်ပေါ့နော် sanction ကထောင်ထဲရောက်ပြီးတော့တခုမကဒီငိုယူပြနေတယ်ပေါ့နော်ဒါကြောင့်မလို့လည်းလူပြောများပြီးတော့ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်ဘယ်သူမှလည်းဘယ်သူမှလည်းဆိုတာကတော့နှစ်ယောက်သုံးမှာမှားတယ်ပေါ့နော်ဒါ ကြောင့်လို့နှစ်ယောက်စလုံးကိုအေးအေးယူတင်ပါတယ်ကြည်တံမျိုးတွေလက်ဘူးတရာသင်္ကန်းစာပြဆုံးတရာရလက်မီလို့လက်မြှောက်လိုက်ပါရှင်အမျိုးရအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မကွန်မန့်လေးတွေရေးကပ်ပြလို့ရပါရှင်ထက်လက်မှုစရိတ်တဲ့နေဘူးတတရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးတော့မှာမို့မွေး channel လေးကို like subscribe နဲ့တပ်ပြီးတော့ဆပါရှင်နောက်ထပ်ဗီဒီယိုမှာပြဆုံမယ်နော်တတား